တရုတ်စီမံကိန်းတရှိရာရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာအရခတက်တော်အေးနဲ့မြမတက်မတော်တို့ကြားဖြစ်ပွားနေတဲ့တိုက်ပွဲဟာအရှိနဲ့အနောက်နိုင်ငံတို့ရဲ့အားပြိုင်မှုဖြစ်စေတယ်လို့စီးရင်းနဲ့နိုင်ငံရေးအကြီးအကဲတွေကြားသုံးသပ်မှုရှိနေကြပါတယ်။မြို့နယ်16မြို့နယ်ရှိတဲ့ရခိုင်ပြည်နယ်မှာဆလေးမြို့နယ်ကိုသိမ်းပိုက်ထားနိုင်တဲ့အေးအနေနဲ့ကြောက်ဖြူမြို့မှာမြို့သိမ်းတိုက်ပွဲဆက်လက်ဖော်ဆောင်နေရပါောင်းမြမတက်မတော်ဘက်ကအကျိုးစီးပွားကိုကာကွယ်ဖို့တရုတ်လုံခြုံရေးတပ်တွေကတွေ့ပြီးခုခံနေနိုင်ကအေးအေးဘက်မှလည်းအနောက်ဘက်ကပအဝင်ပတ်သက်မှုရှိနိုင်ကြောင်း ဒါကြောင့်ကြောက်ဖြူတိုက်ပွဲမှာအရှိနဲ့အနောက်အားပြိုင်မှုဖြစ်သွားကြောင်း NCA ထိုးထားတဲ့ပိုးမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL NCAS မှဥက္ကဋ္ဌဘူမူကြီးခုံဦးကာကစီရင်တဲ့တင်ဌာနကိုပြောပါရယ်။ဒါကဟိုဟိုစီးပွားရေးကိုကာကွယ်ဖို့ဒီလုံခြုံရေးတပ်ဖွဲ့များဥပဒေကထုတ်ပြန်လာတယ်လေ။အဲ့လိုကြိုးရေးတပ်ဖွဲ့များဆိုင်ရာဥပဒေကိုကျွန်တော်တို့နေပြည်တော်ကထုတ်ပြန်ပြီးတဲ့နောက်မှာခဏလာလုံခြုံရေးတပ်ဖွဲ့တွေကမပုံတင်ထားတဲ့လုံခြုံရေးတပ်ဖွဲ့တွေကရောက်လာတာပေါ့အဲ့ဒါပါပဲ အင်းတော့ကပ်ပြရတော့သူ့အကျိုးစီးပွားကိုသူဖောက်ရှောက်မယ်ကာကွယ်မယ်ရသလားလုပ်မယ်မိမျိုးစုံနဲ့လုပ်မယ်ပေါ့ဒါကြောင့်အဲ့ဒီအဲ့ဒီတောက်ဖြူလိုကိစ္စမျိုးတွေကြတော့ဟိုအရှိန်နဲ့အနောက်ဟိုအားပြိုင်တယ်လို့တော့နည်းနည်းဖြစ်သွားတယ်နော်ဒီတော့မှအဲ့ဒီဒီလုံရွေးတတ်တယ်အတဲကိုယ်တိုင်ပါပြီးတော့နော်နောက်ပြီးတော့ဒီလက်ရှိဒီတော့တတ်တယ်နဲ့တွဲပြီးတော့အဲ့ဒီစီပွားရေးခုကနေလဲဟိုဘက်ကလည်းပဲသူ့နောက်မှာ အနောက်ကအနောက်ဘက်ကတမီမီနဲ့ပေါ့လေအဆက်ပတ်ပြီးတော့ပါနေတယ်ဖြစ်နိုင်တယ်ဒါကြောင့်အဲ့ဒီပွဲတွေကဟိုအင်အားကြီးနိုင်ငံတွေရဲ့ဟိုဟိုလက်မဲကြီးတွေရှိတယ်လို့ပြောရင်လည်းမမှားဘူးအဆရာမိုင်းသူတို့သူတို့ရှိမှဟိုကျုံးနေတဲ့လူတွေပဲကြည့်လို့မရဘူးပေါ့လက်မဲကြီးတွေလည်းရှိရှိတယ်ဆိုတာကျွန်တော်တို့က သုံးသပ်လို့ရတာပါဆိုတာ။ဒါပြင်ငလျင်နောက်ဆက်တွဲအရာနှစ်ဖက်အင်အားစုတွေအကြအပြည့်ရတက်တန်းတွုံးမြင့်ထားကြပေမဲ့လေမြေပြင်မှာတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေကြတာပါ။ရခိုင်ပြည်နယ်မှာကြန့်ရှိတဲ့မြို့နယ်သုံးမြို့နယ်မှာတရုတ်စီမံကိန်းရှိရာကြောက်ဖြူမြို့မှာတော့အေဘက်ကထိုးစစ်အရှိန်မြင့်လာကြောင်းမေလ29ရက်ကကြောက်ဖြူမတီးကျွမှရှိတဲ့တရုတ်အစိုးရပိုင်းသဘာဝတံဝေတအားပေးဆက်ယုံပါဝါချိုင်းနာနာက Kinskan ကို drone နဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ ကြောက်ပြူတိုက်ပွဲတွေမှာဒီအိုဆိုရပိုင်တဘာဝတံခွေတအားပေးစက်ယုံနဲ့နီးကလာတာကြောင့်တရုတ်လုံခြုံရေးတွေထပ်ဖြည့်ထားကြောင်းလည်း BBC သတင်းဌာနမှာဖော်ပြထားတာပါ။နှက်ဆက်ကဟာလက်နက်ကင်ပဋိပက္ခအတွင်းလက်လွတ်ထားရတဲ့နေမြေအများပြားရှိနေချိန်မှာပြည်တွင်းပြည်ပလုံခြုံရေးကုမ္ပဏီတွေလက်နက်ကင်ဆောင်နိုင်တဲ့ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို F5 18ရက်နေ့ရက်စွဲနဲ့ပြဋ္ဌာန်းထားပါတယ်။တရုတ်လုံခြုံရေးကုမ္ပဏီကတပ်သားတွေဟာစစ်သားဟောင်းတွေဖြစ်ကြကတရုတ်ကျိုးစီးပွားကိုကောက်ွယ်ဖို့အတွက် ကြောက်ဖြူမှာတရုတ်လုံခြုံရေးတပ်အများပြားရှောက်နေတယ်လို့ကြားသိရကြောင်းတရုတ်မြန်မာရေးလိလာတုံးသက်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါရယ်။ဟိုဒီမှာကြားတာတခုကတော့တရုတ်ကလုံခြုံရေးကုမ္ပဏီတခုကဒီကြောက်ဖြူရင်းနှီးစိတ်ကံကိုကာဝယ်ဖို့အတွက်တော်တော်များများရောက်နေတယ်လို့အစိုးရကကြားပါတယ်။အဲ့တော့ဒီလုံခြုံရေးကုမ္ပဏီဟိုဟိုနည်းနေရတော့ခီကောင်းရှိနေတယ်ဘာဖြစ်လို့လဲဆိုတော့တရုတ်ကနိုင်ငံတိုင်းကိုသူကထွက်ပြီးတော့ ဒီကွာချန်တာဆိုတော့အဲ့ကုမ္ပဏီကအဲငားတာဒီအဲဟိုနည်းအဲ့ဒီပါလေအဲ့လုံးလုံးရေးကုမ္ပဏီတွေဆိုတာကတရုတ်ပြည်မှာစစ်သားဟောင်းတွေပေါ့တရုတ်ကသူကနှစ်နှစ်အချို့ဆိုငားနဲ့ဟိုဘယ်လိုပုံလဲစစ်တပ်ထဲမှာနေပြီးထွက်လို့ရတယ်လေအဲအဲ့ဒီလူတွေကသူအပြင်ထွက်လာတဲ့အခါမှာအဲ့လုံးဟိုစစ်တပ်ထဲမှာတော်တော်စစ်နန်းနေရာကျန်းတာနော် အဲ့ခါကျတော့အဲ့ရထွက်လာတဲ့အများပြားကအဲ့လုံကျုံကြီးပုံထောင်းရဟိုတတိတွေတော့ဟိုရုပ်ရှင်မင်းသားမင်းသမီးတွေသူတို့သတ်တော်ဆောင်နေဖြစ်တယ်လေသူပြင်းငှားတာဖြစ်ပြာကျွန်တော်တို့ဒီကောင်စီကအဲ့ဒါနဲ့ပတ်သက်လို့ကိုယ်ရေတောင်ပြင်ထားပေးတာအဲ့ဒီလူသားနဲ့လို့ရအောင်အဲ့တော့အဲ့ဒါတွေကရတာလေဖြစ်တဲ့ခံနေပါလေဟိုတေယုတ်စပါးတွေဆိုတေယုတ်လူကြီးတက်တာတွေရှိတယ်ဆိုတာလေဖြစ်နေပါ နတ်ဆက်ကဟာကြောက်ဖြူမြို့နယ်တွေကစီမံကိန်းတွေကနေနိုင်ငံသားဝင်ဝင်အများဆုံးရရှိနေကြောင်းရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ AOW ရဲ့ဧပြီ27ရက်ကထုတ်ပြန်တဲ့အစီအစဉ်ခန်းစာမှာဖော်ပြထားပါတယ်။ရွှေသဘာဝတန်ဝင်ရောင်းချရမှာနှစ်စဉ်အမေရိကန်ဒေါ်လာတန်950နဲ့တရုတ်ကိုပို့တဲ့ရေနံပိုင်လိုင်းကတစ်စက်ရေနံဖြတ်တန်းတင်ဖို့ကအမေရိကန်ဒေါ်လာ 25သန်းဝန်းကျင်ရနေကြောင်းလည်း AOW ကခန့်မှန်းထားတာပါ။2023ခုနှစ်နိုဝင်ဘာလကစပြီးရခိုင်ပြည်နယ်ထဲမှာစစ်ရေးတင်းမာမှုတွေရှိလာခဲ့ပေမဲ့လည်းရေနံနဲ့သဘာဝတန်းငွေလုပ်ငန်းတွေမှာတော့ပုံမှန်အတိုင်းလေပတ်နေကြောင်းလည်းအစိုးရကစမ်းမှဖော်ပြထားပါဗျ။